တက်မြေ area အတွင်းပါဝင်နေဆိုကအင်အားသုံးဖယ်ရှားခံခဲ့ရတဲ့တမိကလေးကျွရသားတွေဟာအစားပြန်လဲချပေးတဲ့ရန်ကုန်မန္တလေးအမြင်လန်မိုင်းတိုင်း20မှာရှိတဲ့ဝရကုန်းကျွရအတွင်းမှာရှိတဲ့မြေကွက်တွေကိုအမြေပေါက်မပေးတာကြောင့်ညှင်းပယ်ခဲ့ကြပြီးမြေနေရာအိမ်ဆောင်ပစ္စည်းနဲ့အလုံးအကင်အာမခံချက်ပေးမဲ့ DKPA နောက်ကိုဧပြီလ10ရက်နေ့ဒီကနေ့မှာလိုက်ပါသွားကြမှာဖြစ်ပါတယ်။မလ28ရက်နေ့ကတမိကလေးကျွရကအိမ်နောက်စု64စုကိုပြည်ခိုင်ဖြိုးပါတီက ဝရကုန်းရွာအတွင်းမှာရှိတဲ့မြေကွက်တွေမှာအိမ်နောက်စုတစုကိုပေး20ပေး50တကွက်စီပေးရခဲ့ပြီးစောက်လုပ်ဖို့အိမ်ဆောက်ပစ္စည်းချို့တဲ့မှုအပါအဝင် ရေမီးစတဲ့အခြေခံလိုအပ်ချက်အချို့မရှိတာကြောင့်အိမ်နောက်စုတွေဟာအဆိုပါနေရာကိုပြောင်းရွှေ့ပြီးမှနေထိုင်ဖို့ညှင်းပယ်ပြီးမူလခုံလုံးရအောင်သိတိဖုံးတော်ကြီးကျောင်းမှသာပြန်လည်ခုံလုံးခဲ့တာဖြစ်ပါတယ်။ DKPA ခေါ်ဆောင်ရနောက်ကိုလိုက်ပါမဲ့သူတွေကတော့တမိကလေးကျွရကကျွရသားတွေအပါအဝင်အနီးအနားက အင်မတီထော်ကလီရွာတွေကပါလိုက်ပါမှာဖြစ်ခါစုစုပေါင်းလူဦးရေ292ဦးအိမ်တော်စု62စုအထိရှိရလို့အောင်တိတ်တီကျောင်းဆရာတော်ဦးအပ်ကဓမ္မကမိန်ကြားပါရယ်ဆရာတော်ဦးအပ်ကဓမ္မကသမီးကလေးကြွရအပါဝင်အနီးအနားရွာတွေကလည်း DKPA နောက်ကိုလိုက်သွားကြမယ်လို့စင်ရင်ပေးထားကြပြီးဆရာတော်နှစ်ပါးပါပါက နေရထိုင်ခင်းအပြည့်အစုံ စီစဉ်ပေးပါမယ်လို့ DKPA ကအာမခံလျှောက်ထားခဲ့တယ်လို့မိန်ပါရယ်၎င်းတို့ကို မြောက်ရီမြို့အရှိဘတ်15မိုင်အကွာကြောက်ခင်းရွာတောင်းရင်မြစ်တဖက်ကမ်းမှာနေရာချထားပေးမှဖြစ်ပြီးတအိမ်အောင်ကိုပေ40ပေ60မြေကွက်တစ်ကွက်နှုံနဲ့ဝါးတနိစတဲ့အိမ်ဆောက်ပစ္စည်းတွေကိုလည်းပေးမှဖြစ်ခါပြောင်းရွှေ့မဲ့အိမ်အောင်စုတွေဟာတောင်ရလုပ်ငန်းနဲ့အခြားလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်မှဖြစ်ပါတယ်။ဖေရှားကန်သမီးကလေးရွာသားတွေကိုဖေဖော်ဝါရီလတတိယပတ်အတွင်းက DKBA ကခေါ်ဆောင်မှုကမ်းလှမ်းနေတာဖြစ်ပြီးထိုစဉ်တုန်းကသမီးကလေးရွာသားတွေက သက်ဆိုင်ရာအစိုးရရဲ့တုံ့ပြန်မှုကိုစောင့်ဆိုင်းခဲ့မှုကြောင့်လိုက်ပါသွားခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။